ားလုံးပဲမင်္ဂလာပါရှင်။ IVF ဒီနေ့ဒီဘန်းနာက လုံးချင်းနေဗလာရှိတဲ့နေရာမှာပေါ့နော်ထိုင်းဘတ်73သန်းမြန်မာငွေနဲ့ဆိုလို့ရှိရင်တော့36000ဝန်းကျင်ရှိတဲ့လုံးချင်းနေကိုတွားကြည့်မှာဖြစ်ပါတယ်။ IV နဲ့တူလိုက်ခဲ့ပေးပါအောင်နော်။ဒီနေရာလေမိုးကတနေကုန်ရွာတာခဏခါမှတိတ်သွားတာ။ဒါပေမဲ့ဒီလိုမျိုးရွာထားတော့လေကိုကြည့်မဲ့နေရာနေထားကိုတိသွားတာပေါ့နော်။ ပီကိုရိုင်းကဒီဘန်နာမှာနေတာပေါ့နော်ဆိုတော့ဘန်နာ location ကိုအရန်ကြိုက်တယ်ဒီဘန်ကောက်မှာဒီ shopping mall အများကြီးရှိတဲ့နေရာကတော့ဒီဘန်နာနေရာပဲပေါ့နော်ဆိုတော့ဒီလုံချင်းအင်ရာတွေကလည်းဒီဘန်နာဒီ Thiparet Landmark ကြီးပေါ်မှာရှိရဲဆိုတော့နေရာကောင်းတယ်အခုလက်ရှိကွန်ဒိုတွေမှာတော့မှဒါ60 square meter ဝန်းကျင်2 bedroom ကိုနည်းလေး5တန်းလောက်ရှိတယ်ပေါ့နော်ဆိုတော့ဒီအင်ရာက7တန်းကျော်73တန်းဝန်းကျင်ဆိုတော့ ိုဈေးနှုန်းအရာမစိုးပေါ့နော်ဒါပေမဲ့ဘလို့အိမ်အမျိုးစားဖြစ်မလဲအိတ်ခန်းနေဘယ်နှခန်းပါမယ်ဆိုတာကတော့ရောက်မှပဲသိမှာပေါ့နော်ဘာမှဒါ person project ကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့အိမ်သွားပါပါ။ဒါတီဖာရာလမ်းမကြီးရဲ့ဘေးနေမယ်ဆိုတော့နေရာတော်တော်လေးကောင်းတယ်။ ဒီအိမ်ယာကိုပတ်စံစီနာဂရင်းတီပါရက်လို့ခေါ်ပြီးတော့ဒါလမ်းမကြီးကနေပြီးတော့ direct access ရတယ်ပေါ့နော်အခုကဒါအိမ်ယာ project ထဲကိုဝင်တဲ့လမ်းအနေအထားဖြစ်ပါတယ်ဒါဆိုရင်တော့ IV တို့ဒီအိမ်ယာ project ထဲကိုရောက်ပါပြီဒီလုံချင်းနေရာကနေပြီးတော့9မိနစ်တွင်ဒီအဝါယောင်စီထက်ဖာစတေရှင်ကိုသွားလို့ရတယ်ပြီးရင်ဆမ်ရောင်းအင်တာချိန်းကိုလည်း10မိနစ်တွင်သွားလို့ရတယ်ဆိုတော့တကယ် location ကောင်းမှတည်ရှိနေပါတယ် အိမ်မျိုးစားအနေနဲ့ small medium large ဆိုပြီးတော့သုံးမျိုးရှိတယ်။ IVF video လေးကနေပြီးတော့ small ရယ် medium ရယ် size ရှိတဲ့အိမ်နှစ်မျိုးကိုပြပေးသွားမှာဖြစ်ပါတယ်။ ီအိမ်ကြီးရဲ့အကျယ်ကတော့212စကွဲမီတာကျယ်ပြီးတော့အိမ်ခန်း၄ခန်းရေချိုခန်းအိမ်သား၄ခန်းပါဝင်တဲ့အိမ်အမျိုးအစားဖြစ်ပါတယ်။နှစ်ထပ်တိုက်အိမ်အမျိုးအစားဖြစ်ပြီးတော့အောက်ထပ်မှာဆိုလို့ရှိရင်အိမ်ခန်းတစ်ခန်းအပြင် နောက်ထပ်ဒီစာကြည့်ခန်းတို့မဟုတ်အလုတ်ခန်းဖြစ်သုံးပြုလို့ရတဲ့အခန်းပိုလေးလည်းပါတယ်။ဒါကတော့တီးတက်မိဖို့ကြောင့်နေရာလေးဖြစ်ပါတယ်မိဖို့ကြောင့်နေရာလေးကလည်းကြည်ကြဲဝင်းဝင်းနဲ့ အင်ရှင်မရဲ့အကြိုက်ပဲ။ဒါကတော့အောက်ထက်ကနောက်ထပ်အိတ်ခန်းတစ်ခန်းဖြစ်ပါတယ်။အောက်ထပ်မှာဆိုလို့ရှိရင်လည်းဒါရေချိုကန်းအိမ်သားပါတယ်။အပေါ်ဓာတ်ကိုတက်ကြည့်မယ်နော်။ဒါကတော့ပထမအဆုံးတွေ့ရတဲ့အပေါ်တက်က Master Baron တခန်းဖြစ်ပါတယ်။သူကဒီမှာဆိုလို့ရှိရင် Master Baron နေကြီးပဲ၃ခန်းပါတယ်ပေါ့နော်။ဒါကဒုတိယမြောက် Master Baron အခန်းဖြစ်ပါတယ်။ ီခန့်ကျတော့ဒီအိမ်မှာအကျယ်ဆုံး master bedroom အခန်းဖြစ်ပါတယ်ပြီးတော့ဒီခန့်နေပြီးတော့လဲဝရန်တာလေးပါတယ်ဝရန်တာ ဆိုရင်လဲကျကျရွန်းနဲ့ဒါညနေဘက်ကိုကော်ဖီထွက်တော့တာပဲဖြစ်ဖြစ်ပေါ့နော်အဲအသက်ရှူချောင်းနဲ့လေဝင်လေထွက်ကောင်းတယ်ပေါ့နော် အခု IV ပြပေးခဲ့တဲ့အင်အားကြတော့212စကွဲမီတာရှိတဲ့ Supreme Type အမျိုးအစားဖြစ်ပါတယ်။အိတ်ခန်း၄ခန်းရေချုပ်ကန်ရင်သာ၄ခန်းဖြစ်တဲ့ကားပါကင်ဆိုလို့ရှိရင်၂စီးဆန်ပါတယ်။အဲ့တော့ဒီအိမ်မျိုးအစားဆိုလို့ရှိရင်တော့ဘတ်73တန်းဝင်းစရာနေစပြီးတော့ပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ဒီအိမ်ကြီးကတော့242စကွဲမီတာကျဲတဲ့အိမ်ခန်း၄ခန်းရေချုပ်ကန်အိမ်သား၄ခန်းပါဝင်တဲ့အိမ်ကြီးပဲဖြစ်ပါတယ်။ အောက်ထပ်မှာဆိုလို့ရှိရင်ဒါအိတ်ခန်းသို့မဟုတ်ရုံးခန်းဖြစ်သုံးလို့ရတယ်အခန်းနှစ်ခန်းပါတယ်ကျဲဝင်းနဲ့မိဖို့ကြောင့်အထက်ကရေချုပ်ကဲအိမ်သာတွဲရက်ပါတဲ့အိတ်ခန်းတစ်ခန်းအပေါ်ထဲမှာဆိုရင်တော့ဒါမာစတာဘက်ရွန်၃ခန်းပါဝင်ပါတယ် ဒီအိမ်အမျိုးသားမှာကြတော့ Master Bedroom အခန်းကျယ်ကြီးပဲနှစ်ခန်းပါဝင်ပြီးတော့ဒီနှစ်ခန်းလုံးမှာလည်းဒီ Veranda ပါတယ်ဒီကဲတော့နောက်ထပ် master bedroom အခန်းကျဖြစ်ပါတယ်ခုနကအခန်းမှာလဲ balcony ပါတယ်ပြီးတော့ဒီခန်းမှာလဲ balcony ပါတယ် ဒီအင်ယာ project ကြီးကိုတော့ဒါထိုင်းနိုင်ငံရဲ့လုံချင်းအင်ယာတွေမှာအရန်နာမည်ကြီးပြောနိုင်ငံသားတွေကိုအများကြီးရောင်းချပူးတဲ့အတွေ့အကြုံရှိတဲ့ producer development ကနေပြီးတော့စောက်လုပ်ထားတာဖြစ်ပါတယ်ကြည့်ရှုနေတဲ့အကိုရီမကြီးတော့မပြောတတ်ဘူး IV ကိုရိုင်းဒီကိုရောက်နေရင်လည်းအရန်ကြိုက်မိတယ်ဒီအင်ယာ project ကြီးကိုတော့ IV က10 out of 10ပေးပါတယ်